်မင်္ဂလာပါမာတင်ဇူဘီမန်နီနဲ့နီကိုဝီလျံတို့ဘယ်အသင်းကိုရောက်မလဲဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုမှာဆွေးနွေးကြပါတယ်ဘောလုံးလောကမှာ dramatic ဖြစ်တဲ့ player တချို့ရှိပါတယ်ဟိုအသင်းကလည်းခေါ်ချင်တယ်ဒီအသင်းကလည်းခေါ်ချင်တယ်ခြေစွမ်းလည်းကောင်းတယ်သို့တော့သူတို့ရဲ့စိတ်ကဟိုအသင်းကိုပဲသွားချင်တယ်လို့လို့ဒီအသင်းကပဲသူတို့ရဲ့ငယ်ဘဝအိမ်မက်ဖြစ်တယ်လို့လို့အသင်းတစ်သင်းနဲ့တော်တော်လေးစကားပြောပြီးပြီးအဆင်ပြေပြီးဆိုတော့မှစိတ်ပြောင်းသွားတာစသဖြင့်နားလည်ရခက်တဲ့ကစားသမားတွေကျွန်တော်တို့ဘောလုံးလောကမှာတော်တော်လေးရှိခဲ့ပါတယ်အခုလောလောဆယ်ကတော့ ကျွန်တော်အခုညွှန်းဆိုခဲ့တဲ့ Martin Zubimendi နဲ့ Nico Williams တို့ကအဲ့ဒီကစားသမားစီးရင်နဲ့ထည့်ရမလို့ဖြစ်နေပါဗါး Martin Zubimendi ဆိုရင်နည်းနည်းလေးပိုဆိုးပါတယ် Nico Williams ကမှရှင်းလင်းတဲ့သဘောလေးရှိပါသေးတယ်ဆိုတော့ဒီဗီဒီယိုမှာတော့အဲ့နှစ်ယောက်အကြောင်းကိုပြောမှာပါ Zubimendi ကနေစတင်လိုက်ကြရအောင် Zubimendi ကပြီးခဲ့တဲ့300တီလောက်တဲကအပြောင်းအရွှေ့ဈေးကွက်မှာတော်တော်လေးနာမည်ထွက်တယ်အဓိကထွက်တာကတော့ Arsenal အသင်းနဲ့ဖြစ်ပါတယ် အာစနယ်ကဆိုပြီးမန်ဒီကိုကြိုက်တယ်ခေါ်ခြင်းနဲ့သို့တော့ပလေယာကဘာစီလိုနာအသင်းကိုပဲသွားခြင်းနဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့သူ့အနေနဲ့ဆိုစီတက်မှာပဲပြောတယ်အဲ့ဒီလိုပုံစံမျိုးနဲ့ပဲတွန့်ပြန်ရင်းနဲ့ဇလန်းကမျောနေခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာမန်ချက်စတာစီးတီးကလည်းစိတ်ဝင်စားရဲဆိုတဲ့အတန်ထွက်လာသလိုလီဗာပူးအသင်းနဲ့ဆိုလို့ရှိရင်တော်တော်လေးကိုနင်းနင်းဆက်ဆက်ဖြစ်ခဲ့ပြီးတော့ရောက်ပြီးလို့တောင်တွေးရတဲ့အခြေအနေမှာရှိခဲ့ပါတယ်ဒါပေမဲ့မရောက်ခဲ့ဘူးအဲ့ဒီလိုမျိုးလီဗာပူးအသင်းကိုမရောက်ခဲ့တဲ့အကြောင်းကိုဖုတ်ဘောလန်ဒန်ရဲ့အရေးအသားအရဆိုလို့ရှိရင်တော့ last minute ကြတော့မှကစားသမားဘက်က decision ချိန်သွားတာဆိုပြီးတော့ကိုရေးထားပါတယ် social media မှာနောက်နေတဲ့ဇာတ်လေးအတိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီသတင်းသာအမှန်ဆိုလို့ရှိရင်တော့ martin subiman ကတော်တော်လေးစိုးတဲ့လူလို့ပြောရပါလိမ့်မယ်မသွားခြင်းနဲ့အစားတွေကမသွားနဲ့ပေါ့လေ အဲ့လိုမျိုးနဲ့ဒီယာဒီရောက်လာတယ်ပြီးခဲ့တဲ့ဆောင်းရာဒီမှာအာဆင်နယ်အသင်းနဲ့သူနဲ့ကြားထဲမှာသဘောတူညီမှုရပြီဆိုတဲ့အချိန်ကြီးထပ်ပြီးတော့ကြားရပါတယ်ဒီတစ်ခါသတင်းထွက်တာမှာတော့အရင်တော့အလိုမျိုးခံမှန်းသတင်းတွေ web blog တွေကနေထွက်တာမျိုးမဟုတ်တော့ဘဲနဲ့ David Ornstein တို့ Fabrizio Romano တို့လိုမျိုးတကယ်ထိတ်တန့်သတင်းတောက်တွေကိုတိုင်ကအတည်ပြုပေးကြတာဖြစ်ပါတယ်ပထမဦးစွာအသင်းနဲ့သဘောတူညီမှုရတယ်နောက်တစ်ခုကစားသမားနဲ့ သဘောတူညီမှုရလူနီးပြီဆိုတဲ့အခြေအနေကိုအတည်ပြုပေးနိုင်ခဲ့ကြပါတယ်ဆိုတော့ဒီတစ်ခါတော့ဇူမီမန်နီတယောက်ကနန်းညီမီပေါ့လေဒါမဲ့ရတီကြလို့ရှင်အာဆနယ်အသင်းကိုရောက်လာမယ်ဒီလိုပဲကျွန်တော်တို့ပရိသတ်တွေတွတ်ထားကြတယ်လီဗာပူးပရိသတ်တွေကလည်းပလေယာကိုဆဲကြတယ်ပေါ့ဟုတ်လဲဟုတ်ပါတယ်သူတို့ဘက်ကကြည့်မယ်ဆိုလို့ရှင်တော့လေဖြစ်ခဲ့တဲ့အခြေအနေကြီးကနည်းနည်းလေးရင်ခံစရာ哦ဒါပါတော့အဲ့ဒီလိုဖြစ်သွားတယ်ဗျာသို့တော့မပြီးသေးပါဘူးမာတင်ဇူမီမန်ဒီနဲ့အပြောင်းရွှေ့ဇလန်းတွေတကယ်ကိုမပြီးသေးပါဘူးအခုချိန်မှာရီယယ်မက်ဒရစ်အသင်းကလည်းဇူမီမန်ဒီကိုလိုက်နေတယ်ကြားဖြတ်ပြီးခေါ်ယူတော့မယ်ဆိုတော့ သတင်းတွေကြေကြေပြင်းပြန်ထွက်လာပြန်ပါတယ်အကြောင်းအရင်းကတော့နှစ်ချက်ပါ Real Madrid ရဲ့ကွင်းလည်ကိုအားပြေဖို့ပါတယ်လို့မျိုးအသင်းမှာ Spain ကစားသမားတွေရဲ့အရေးအတွက်ကိုမြင့်တင်ခြင်းနေတယ်အဲ့ဒီလိုမျိုးအကြောင်းပြချက်နဲ့ Real Madrid ကလည်း Zubimendi ကိုခေါ်ဖို့စူးစားလာတဲ့ဆိုတဲ့သတင်းတွေစတိုက်ထွက်လာတယ်။အစတုန်းကကျွန်တော်တို့ခံမှန်းတာက Arsenal အသင်းစီကနေပြီးတော့ Saliba ကိုခေါ်ယူခြင်းတဲ့အတွက်ကြောင့်တစ်ဖက်မှာ အာဆနယ်နဲ့သဘောတူညီမှုရထားပြီးသားဆူပီမန်ဒီကိုဝင်ထောက်ပြီးတော့သူတို့လိုချင်တဲ့ပလေယာကိုခေါ်ဖို့အခွင့်အလမ်းတအောင်နည်းနည်းလေးပြည့်ရစင်းနေဆိုပြီးတော့သုံးသပ်မှုတွေရှိခဲ့ပါတယ်။ဒါကဖြစ်နိုင်ခြေလဲများတာကို သို့တော့အခုချိန်မှာဆာလီဘာနဲ့ရီယက်တဲ့င်းကလည်းပြန်အေးသွားခဲ့တယ်။ဒီတော့ဇူဘီမန်နီကိုရီယက်ဘက်ကလိုချင်နေဆိုတာကတခြားတခြားသောအကြောင်းပြချက်ကြောင့်မဟုတ်ဘဲနဲ့သူတို့အသင်းရဲ့လိုအပ်ချက်အတွက်ခေါ်ယူချင်နေဆိုတာပို့ပြီးတော့သိကြလာပါတယ်။ဒါဆိုရင်ထပ်ပြီးမေးစရာရှိတာကဇူဘီမန်နီကဘာလုပ်မှလဲဆိုတဲ့အကြောင်းပါပဲ။အခုအနေနဲ့ပြီးခဲ့တဲ့ရာသီတွေကကလပ်အသင်းတော်တော်များများနဲ့စကားပြောခဲ့တယ်။ နောက်တော့ဆိုစီးထက်မှာပဲဆက်နေတယ်အခုအာဆနယ်အသင်းနဲ့တော်တော်လေးနှိဆက်နေပြီးပြောင်းမယ်ဆိုရင်ပြောင်းဖို့ပဲကြံတော့တယ်ဆိုတဲ့အခြေအနေမှာနောက်ထပ် club အသင်းတစ်ခုနဲ့အသင်းတွေထွက်ထွက်လာပြန်နေဆိုတော့ဒီ player ကနောက်ဆုံးဘယ်ကိုရောက်မှာလဲဒါမှမဟုတ်ဘယ်မှာမရောက်တော့ဘူးလားဆိုပြီးတော့လေကျွန်တော်တို့စဉ်းစားစရာရှိပါတယ်ကျွန်တော်တို့ဘောလုံးပွဲတွေကြီးခဲ့တဲ့တန်တန်းတစ်ချောင်းမှာအဲ့ဒီလို player တွေအများကြီးပါဟိုရောက်မလို့ဒီရောက်မလို့နောက်ဆုံးဘယ်မှာမရောက်ရောက်မရောက်တော့လဲမထင်မှတ်တဲ့နေရာရောက်သွားအဲ့လိုမျိုးဖြစ်ခဲ့တဲ့သူတွေရှိတယ်အခုဇူဘီမန်ဒီဘာဆက်ဖြစ်မလဲသူဘယ်အသင်းကိုရောက်မလဲဆိုတာကလည်း ရိသက်တွေအတွက်တော်တော်လေးလေပင်ရှည်ခြင်းစရာကိစ္စပါပဲဒီတော့သတင်းတွေအားလုံးကိုပြန်ပြီးချုပ်လိုက်မယ်ဆိုလို့ရှိရင်တော့အနည်းဆက်ဆုံးဖြစ်နေတာကတော့ Arsenal ဖြစ်တယ်အသင်းနဲ့လည်းအဆင်ပြေသွားပြီးကစားသမားနဲ့လည်းတော်တော်လေးခီးရောက်နေပြီတချို့သောသတင်းတွေမှာဆိုလို့ရှိရင်ပြောင်းလာဖို့ပဲခြံတော့တယ်ဆိုတဲ့အခြေအနေအထိကိုရေးသားကြတာရှိပါတယ်အဲ့ဒီလိုအခြေအနေကြတော့မှ Real Madrid နဲ့ထပ်စကားပြောပြီးတော့ဇလန်းအသစ်တွေထပ်ဖြစ်လာမယ်ဆိုလို့ရှိရင်တော့လည်းတော်တော်လေးကိုမှ play တတ်တဲ့ play ဟာလို့ပဲပြောရတော့မှဖြစ်ပါတယ်ကစားသမားရဲ့ခြေစွမ်းကတော့တကယ်ကောင်းပါတယ်လေဝေးစင်အသင်းနဲ့ပြတဲ့ခြေစွမ်းတွေရော စူးစီးတဲ့အသင်းကိုလုံဆောင်ပေးထားတဲ့အရာတွေကတော့လုံးဝအထင်ကြီးစရာအပြည့်ပါပဲစာချုပ်ဖြတ်သိမ်းခြင်းရှိလို့ release clause fees pay ပြီးတော့ခေါ်လိုက်မယ်ဆိုတဲ့ရိုးရှင်းရှင်းကိစ္စမျိုးကတော့ supplementy စီမှာဖြစ်ပေါ်မနေပါဘူးသူ့အချင်းတွေကနည်းနည်းရှုပ်ပါတယ်ကျွန်တော်တို့တွေဆက်ပြီးဆောင်ကြည့်ရပါအောင်မယ်နောက်ထပ်တစ်ယောက်ကတော့ Nico Williams မှာသူလည်းပဲ Spain player ဖြစ်ပါတယ် Nico Williams ဟာအစကတည်းကဥရောပရဲ့အကောင်းဆုံးတောင်ပံ player တစ်ယောက်အဖြစ်အားလုံးကညွှန်းနေကြတဲ့အချိန်မှာနိုင်ငံအသင်းနဲ့အတူတူပြခဲ့တဲ့ခြေစွမ်းကြောင့် အပြောင်းရွှေ့ဈေးကွက်ထဲမှာထပ်ပြီးတော့ကြီးကြီးမားမားလှုပ်ရှားစေခဲ့တဲ့ပလေးယားဖြစ်လာတယ်။အဓိကလိုက်ခဲ့တာကတော့အာဆင်နယ်ပဲဖြစ်တယ်။သို့တော်ကစားသမားသည်ဘာစီလိုနာအသင်းကိုပဲပြောင်းရွှေ့ခြင်းနဲ့ဘာစီလိုနာအသင်းကသူ့ရဲ့ favorite ဖြစ်တယ်ဆိုတဲ့အနေထားကြောင့်ပြီးခဲ့တဲ့ရာသီတုန်းကတော့ဘာမှအဆက်ပြေအောင်မဖြစ်လိုက်ဘူး။ဘာစီလိုနာအသင်းဘက်ကလည်းထိုက်တင်တယောက်ပတ်တဲ့စိတ်ဝင်စားမှုတွေကိုပြခဲ့တယ်။လာမိုင်းယာမယ်နဲ့နီကိုဝီလျံကြားကဆက်ဆံရေးကြောင့်လည်းသူတို့နှစ်ယောက်ကိုဘာစီလိုနာအသင်းမှာအတူတူတွေ့ရမလားဆိုတဲ့မျှော်လင့်ချက်ကရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာ ်ဘာစီလိုနာတို့ကသူတို့အသင်းရဲ့ဘန်နာရေးအနေထားကြောင်းရောတခြားကိစ္စတွေရောကြောင်းကစားသမားအသစ်တယောက်ကိုအဲ့ဒီလောက်ပတ်စံမြင်းများဆဆပေးပြီးတော့ခေါ်ဖို့လားလာမရှိတော့တဲ့အတွက်ကြောင့်စင်းနဲ့ကနေနောက်ဆုတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာနီကိုဝီလျံရဲ့သတင်းနဲ့တိတ်သွားတယ်။ခေါင်ခိုက်နေတဲ့ဈေးတွေကနေလည်းတော်တော်လေးပြန်ကျပါတယ်။သတင်းတွေရပါလေ။သတင်းတွေကဖွာရလဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ဒီရက်ပိုင်းမှာတော့အာဆနယ်အသင်းနဲ့တူတူနီကိုဝီလျံရဲ့သတင်းပြန်ထွက်လာတယ်။ဒါမဲ့ရာသီမှာစာချုပ်ဖြတ်သိမ်းကြီးတန်း90ဝန်းကျင်ကိုပေးပြီးတော့ န်ဒန်မီကိုခေါ်တော့မယ်ဆိုတဲ့အခြေအနေတွေကိုကျွန်တော်တို့စတိုက်ကြရပါတယ်။ဒါပေမဲ့အခုဘိုင်ယန်မြူးနစ်ကလည်းနီကိုဝီလျံလူပွဲတဲ့ကိုဝင်လာပြန်ပြီလို့သိရပါတယ်။သူလည်းအစကဇူဘီမန်နီလိုပါပဲ။ဟိုအတင်းသွားခြင်းတလို့လို့ဒီအတင်းကိုပဲပြောင်းတော့မလို့လို့ဒါမှမဟုတ်အသက်ငယ်သေးလို့ဘီဘာအိုမာပဲဆက်နေတော့မလို့လို့အဲ့လိုအခြေအနေမျိုးရှိပေမဲ့အခုခေါ်ဖို့နီးဆက်လာတဲ့အခြေအနေမှာကြတော့လေနောက်ထပ်အတင်းတင်းကပြန်ပြီးရောက်ဝင်လာပြန်တယ်။ရင်းနေသားနေကြတဲ့အခြေအနေတွေအရတော့ ဒီကိုဝီလီယံကအာဆနယ်ကိုပဲပို့ပြီးတော့ပြောင်းကျင်တယ်။ဘိုင်ယန်မြူးနစ်ကချင်းကပ်လာပြီမဲ့သူ့ရဲ့ဦးစားပေးကလပ်ကအာဆနယ်ဖြစ်တယ်ဆိုပြီးတော့လည်းရေးထားပြန်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့အေဂျင့်တွေနဲ့အသင်းတွေနဲ့စကားပြောနေကြတယ်၊ဆွေးနွေးနေကြတယ်၊တီးကြခောက်ကြမေးကြမြန်းကြတယ်ဆိုတဲ့သတင်းတွေကလည်းနေ့စဉ်နဲ့အမျှကိုတက်နေတာပါ။ဒီတော့နီကိုဝီလီယံတယောက်နောက်ဆုံးဘယ်ကိုရောက်သွားမလဲ။သူ့ရဲ့ final destination ကဘယ်မှာလဲဆိုတာကလည်းကျွန်တော်တို့ဘောလုံးပရိသတ်တွေအနေနဲ့ ်ဆောင်ကြည့်ရအောင်မှာဖြစ်ပါတယ်။လောလောဆယ်တော့တာမန်ကစားသမားအသေးအံလိုအပ်နေတဲ့အာဆနယ်အသင်းထဲကတည်င်းအထွက်ဆုံးဖြစ်ပြီးတော့ဖြစ်နိုင်ခြင်းလည်းအများဆုံးပါပဲ။ဒါပေမဲ့ပြောမရဘူးဆက်ပြီးဆောင်ကြည့်ရအောင်မယ်။ဟိုလိုလိုဒီလိုလိုနဲ့ဘိုင်ယန်မြူးနစ်ကိုရောက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဥပမာလေးလည်းရှေ့မှာအများကြီးရှိခဲ့ပါတယ်။ဆိုတော့ဒီဗီဒီယိုကနောက်ဆုံးရသတင်းတွေကဲကမှမာတင်ဆူပီမန်နီနဲ့ဒီကိုဝီလျံတို့အကြောင်းကိုထုတ်နှုတ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။ဒီ player နှစ်ယောက်ရဲ့ဟိုရောက်မယ်ဒီရောက်မယ်ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့တွေကအနည်းဆုံး200ဒီလောက်အထိတော်တော်လေး မြင်ခဲ့ရပြီးပြီးဖတ်ခဲ့ရပြီးပြီဆိုတော့လာမယ့်ရာသီမှာတော့သူတို့နှစ်ဦးစလုံးအသင်းပြောင်းချိန်တက်မှာပြီသို့တော့ဘယ်အသင်းကိုရောက်ရှိသွားမယ်နှစ်ဦးစလုံးကတတော်ခက်ခဲမှမှပြောနေကြတဲ့အတိုင်းအာဆနယ်အသင်းစီပဲရောက်သွားမလားတခြားအသင်းတသင်းသင်းကိုပဲရောက်သွားမလားဆိုတာကတော့သူတို့နှစ်ယောက်ရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာပဲမူတည်နေပါဗျာကျွန်တော်တို့ကတော့ဘေးနားနဲ့ကြည့်ပြီးတော့ feeling နေတက်နေရတာပါပဲဒါကတော့နည်းနည်းလေး dramatic ဖြစ်တဲ့ဆရာသမားနှစ်ယောက်ရဲ့အကြောင်းကိုသတင်းအဖြစ်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ thank you